ဒီနေ့ဝီဒီယိုလေးကတော့ကျွန်တော်ထိုင်းရောက်တက်လာတုန်းကဝင်လေဖြစ်ခဲ့တဲ့ထိုင်းနိုင်ငံမှာအရန်ဦးမှာနာမည်ကြီးပါတယ်ဆိုတဲ့မွန်ဒါးဆိုတဲ့နေရာလေးကိုကျွန်တော်သွားခဲ့တုန်းကရိုက်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။ကျွန်တော်နောက်မှာမြင်နေရတဲ့နေရာလေးကတော့စံခစီပဲဖြစ်ပါတယ်။နောက်ရထွက်လာတော့ဘာမှလည်းမစားသေးဘူးဆိုတော့ねဘိုက်ကစားတယ်နဲ့ကုတ္တိယိုလေးအရင်ဝင်စားခဲ့ပါတယ်။ကုတ္တိယိုစားရင်လည်းအမေတို့လည်းကြုံမယ်ဆိုတော့အမေတို့ကိုစောင့်နေရင်လည်းကျွန်တော်တို့အချိန်လေးကလည်းပို့နေတယ်ဆိုတော့ကျွန်တော်ဒီနားမှာရှိတဲ့မွန်ဒါးကိုတက်လိမ့်မယ်ဆိုပြီးတော့ကျွန်တော်နေ့ရက်တက်စီနဲ့သွားပါတယ်။ တက္ကစီက20ပဲကုန်ပါတယ်။ငါးကစီကနေမွန်တရားကိုသွားမယ်ဆိုရင်9မိနစ်လောက်နဲ့ရောက်တာမို့လို့တက္ကစီစီးမယ်ဆိုရင်20လောက်ပဲပေးရပါတယ်။ဒီနေရာလေးကတော့မွန်တရားကိုပုံစံနဲ့မြင်ရတဲ့မြင်ကွင်းလေးပါ။ဒီနေရာလေးကတော့ကန်ချနာပူလီမှာရှိတဲ့နာမည်ကြီးမွန်တရားဖြစ်ပြီးတော့ဒီတရားဟာထိုင်းနိုင်ငံရဲ့အရှိဆုံးတိတ္တာတရားလို့လည်းပြောပါတယ်

ွန်တဒါမနက်ပတ်နဲ့ညနေဆောင်ပဲလူလာများပြီးတော့ဓာတ်ပုံရိုင်းကြတာပေါ့လူတွေကလာပြီးတော့ပြီးတော့သူ့မှာနာမည်ကြီးရတခုရှိပါတယ်အဲ့ဒါတော့မနက်ပတ်ကျရင်ဆွန်းလောင်းနေဆွန်းကန်ထွက်တဲ့ဘုံကြီးကြွားတာကိုဆွန်းနေလောင်းကြတာပေါ့နော်အဲ့ဒါနာမည်ကြီးပါတယ်ပြီးရင်မွန်ယူရဝဆုံလေးဝုတ်ပြီးတော့အဲ့လိုဆွန်းလောင်းကြတာဒီတဒါမှရန်နာမည်ကြီးပါတယ်တချို့ဆိုရင်ဒီတဒါရဲ့အလေလောင်းပါပေါ့ကိုရှိဂျွန်းထိုးပြပြရပေါ့နော်ရေထဲခုံချပြီးဂျွန်းထိုးပြပြရလူတွေလည်းရှိပါတယ်ပြီးတော့တနက်ခါလိမ့်ပြီးတဲ့လူတွေလည်းရှိပါတယ်နိုင်ငံရောက်ကြီးတွားလေးလည်းအရန်ကိုလာတဲ့အပြင် သူကတဲအိမ်လေးပေါ့เนาะအမှရေပေါ်မှာပေါ်နေတဲ့ဖောင်လေးလေးပေါ့ဖောင်လေးဒီမှာတဲလို့လည်းရပါတယ်တယောက်ကိုတညကို2000လို့3000လောက်ယူစားလိုက်ရှိတယ်ပြီးတော့အမှစားတောက်ဆိုင်လည်းရှိပါတယ်တစ်ခါတည်းကျွန်တော်ဗီဒီယိုလေးကိုချိန်နေတတ်တယ်ဆိုရင် like and follow လေးလုပ်ခဲ့ပေးကြပါဦးနောက်ဗီဒီယိုမှာ送ပေးကြမယ်เนาะအားလုံးပဲကျေးဇူးတင်ပါတယ်